လေကရစ်တေဟာမြူရဲ့တင်ရဲ့ကြားမှာဘယ်ရောက်သွားမှမသိရောက်လေကရစ်တေဆိုပေမဲ့ဘယ်ဟိုတက်သွားမှမသိရောက်လေကရစ်တေမြန်တန်းဘာမှလုပ်ရမရှိဘူးပြင်းမို့ကောင်းတယ်ပြင်းမို့ကောင်းတော့ဘာမှမလုပ်ချင်ဘာမှမလုပ်ချင်တော့လေပြင်းမို့ကပိုကောင်းလာတယ်တခုခုလုပ်ချင်ပေတယ်လေလုပ်ရမရှိဘူးမသားအိမ်ဖဲရိုက်မယ်ဆိုရင်လေလောလောဆယ်အတိကျွမ်းတဲ့ကသေးတာမရှိသေးဘူး ဖမရိုက်ရတောင်အလကားချထားတဲ့ကွာသေးဝါနေလို့ရတယ်။ကွာသေးမဟုတ်တော့နေကြသေးဖြစ်ဖြစ်ဝါနေရရင်လည်းမစိုး။ဒါပေမဲ့အပေါင်းအသင်းတွေကကျမကြီးကောင်းကြတယ်။ဒီတော့ဟိုအကောင့်ကိုတတိယလိုက်မိတယ်။ဒီကောင့်မှပြင်းစရာမရှိဘူး။ဒီကောင်ကကျွန်တော်လိုပဲဘာမှလောက်တာမဟုတ်ဘူး။သူ့အမပိုကသွားဆွဲရင်ဈေးသွားရင်ကားမောင်းပို့တော်လောက်လောက်တာဟာသူ့အတွက်အပင်ပန်းဆုံးလောက်ပဲ။သူ့ရောက်ဖားကိုလည်းတစ်ခါတလေမောင်းပို့ရတယ် သူယောက်ဖားကကုမ္ပဏီတွေပိုင်နေဘယ်မောင်းပို့ရတယ်လဲဆိုတော့သူကမမင်းနဲ့လို့ပြောတယ်မောင်းပို့ပြီး တနားီနှစ်နားီလောက်ဆောင်းရတဲ့ပြီးရင်သူအိတ်ထဲငွေတွေတစ်ထပ်ကြီးထက်ပြီးမင်းမမသိသေးနဲ့လို့ပြောတဲ့သူအမကလည်းပိုကာဆွဲတာဟန်ကြားတဲ့နေ့ဆိုရင်သူ့ကိုမမိုးပေးတယ်အဲ့ဒီမုံဘိုးကတနေ့ကိုဘီယာပလင်းကြီး6လုံးလောက်နေတိုင်းတောက်ရင် တလားတတလောက်တောက်နိုင်တယ်ဒီတော့ဒီကောက်မှာ ဘာမှထူးထူးထွေထွေလုပ်စရာအလုပ်မလိုတော့ဘူးဘာမှလုပ်စရာမရှိတာနဲ့ပဲဒီကောင်ကပြားစရာဖြစ်လာတာဒါပေမဲ့သင်ကဘာမှလုပ်စရာမရှိတဲ့အကောင်လို့ပြောရင်မကြိုက်ဘူးလူဆိုတာအမြဲလို့လုပ်စရာတစ်ခုခုတော့ရှိတဲ့ကပြားရေးဖို့တွေးနေတာကိုက အလုပ်တစ်ခုဆိုပဲဟုတ်တော့ဟုတ်သားဒီကောင်မှ ကျွန်တော်လို့ပြင်းတဲ့ရဲ့ဘာရဲ့ညာရဲ့မရှိဘူးကျွန်တော်ကသူ့လို့ကပြားမရေးတတ်ဘူး ြည်ကြည်ကြက်ကြက်ပြောရင်ကြပြညာမရွှင်ဒီတော့ဝိတုရေးတယ်ဝိတုရေးတာကဒီကောင်းလို့အလုံးမရှုပ်ဘူးကာယံနေနေရီတွေကာယံမဲရာတွေတတနာပါဘူးတွေအဲ့ဓာတွေတိတ်မစင်းစားရအောင်ချစ်တယ်ကြိုက်တယ်ကွဲတယ်ပြန်ပေါင်းထုတ်ကြတယ်ရဲတယ်ငိုတယ်မုန်းတယ်ဒီထက်ပိုတာဘာရှိလို့တော့လူဘဝမှာလဲဒါပဲဝိတုတယ်မှာလဲဒါပဲအရင်တော့ကလည်းဒါပဲအခုလည်းဒါပဲ မော်တန်ခြင်းတမ်းမတန်ခြင်းနေတိတက်ပို့လို့မရဘူးဝိတုတဲမှာတခုတတာက ကျွန်တော်သဘောနဲ့ကျွန်တော်ဇက်ကောင်တွေတက်ပြက်လို့ရတယ်ဇက်တိတ်နာခြင်းရင် မင်းသမီးကလေးတက်ပြက်လိုက်ရဲစေခြင်းရင်လူရှင်တော်ထက်ပေးလိုက်ဒီတော့ကျွန်တော်ဝိတုရေတာကသူ့လို့လုံးမလျှောက်ဘူးထိုင်ပြီးအကြကြီးတွေးနေကြရလည်းမလို့ဒီကောင်ကအများကြီးတွေးတယ်လူတန်းစားကိစ္စတွေရောမေတ္တာတရားဆိုတာတွေရောအချက်စစ်ချက်မှန်တို့အတူရောင်းတို့ နမိတ်ပုံဆိုတာတွေအများကြီးပဲပြီးတော့လေရေတော့၄90ကျောင်းရဲ့ဒါနဲ့များတောင်သူကပြောသေးတယ်ကြပြားတွေကိုမဂဇင်းတိုက်တွေကပိုက်ဆံပေးတာ ਨੇ တဲ့ကျွန်တော်ကတော့လဲသေးလိုက်လို့ပဲပြောလိုက်တယ်ဒီတော့လေပြင်းနေတဲ့ကောင်းတကောင်းအဖို့ပြင်းစရာမရှိတဲ့အကောင်စီသွားရုံပဲအပြင်းကြောရှုံ့ပစ်ဖို့ဒီနည်းပဲရှိတယ်ကျွန်တော်တို့နှစ်ယောက်စလုံးကမြို့အပြင်းနားမှာနေတော့တိတ်မဝေးလောက်ခောက်ကွင်းနောက်ဖက်ရေကန်ကြီးရဲ့ဘောင်ပေါ်က ဖက်လျှောက်သွားလို့ရတဲ့ဖြတ်လန်းရှိတယ်။15မိနစ်လောက်ဆိုရောက်ရောလေးချွန်ရင်တော်ကြီးတောင်ကြီးလျှောက်ရင်တော့နည်းနည်းပိုးကြတာပေါ့လေ။အကြောင်းသိရင်ရေကန်ပေါင်းပေါ်မှာတောင်ဒီကောင်းကိုတွေ့ချင်တွေ့လိမ့်မယ်။ကျွန်တော်တို့နှစ်ယောက်စလုံးရေကန်ပေါင်းပေါ်မှာသွားထိုင်လေးရှိတယ်။တခါတလေရေထဲကငါးလေးတွေကြည့်ပြီးဟိုက်ကူဆိုသလားဆက်တယ်။ဘယ်ဖြစ်လိမ့်မလဲဟိုဟာကဂျပန်လို့ဂျပန်ဘာသာစကားဆိုတာက ကိုယ့်ဘာသာစကားနဲ့အတူတူမှမဟုတ်ပဲ တခါကတော့ဒီကောင်းကိုအမြင်ကက်ကက်နဲ့ကျွန်တော်ကဗျာဆက်ပြဘူးတယ်ရေတဲကငါနွားလိုမျက်မသာအလကားအီးရောင်ကဒီတော့တင်းကပြောတယ်မင်းဟာဟိုက်ကုမဖြစ်ဘူးတဲ့ငါကလည်းဟိုက်ကုဖြစ်အောင်စက်တာမဟုတ်ဘူးဇင်းစရာကြီးများလိုရုပ်ချီးပေါ်လာတဲ့အသိဉာဏ်ပေါ်မှာခြေခံစက်တာပဲဖြက်ခနဲ့ပွင့်လင်းလာတဲ့အသိဉာဏ်ပေါ်မှာခြေခံတာပဲဇင်းစရာကြီးတွေခြေခံတဲ့ငါခြေခံကတော့အတူတူပဲလို့ပြောလိုက်မိတယ်အဲ့ဒါလို့ပြောတော့ဒီကောင်ကမခံနိုင်ဘူး မခံနိုင်လဲသေးလိုက်လို့ပဲပြောစရာရှိတယ်ပြောလဲပြောလိုက်တာပဲကံမောင်ရိုးပေါ်ကဖြတ်လျှောက်လာရင်ခောက်ကွင်းနဲ့ကံကြားကရှို့ကြီးထဲမှာလေကားတဲ့တေလိုဟာမျိုးလှန့်တွေ့ရတယ်ကံမောင်ကနေတော့အတော်လန်းတယ်လေကားတဲ့တေဟာမြူရဲ့တိမ်ရဲ့ကြားမှာဘယ်ရောက်သွားမှမသိရဘူးလေကားတဲ့တေဆိုပေတဲ့ဘဲကိုတက်သွားမှမသိရဘူးဟိုကောင်းစီသွားမလား အဲ့ဒီကိုသွားကြည့်မလားလို့စဉ်းစားလို့မရဘူးတယောက်တည်းဆိုတော့လေနည်းနည်းလန့်တယ်ဒီတော့ဟိုကောင်းစီအရင်သွားပြီးအကျိုးအကြောင်းပြောဒီကောင်းကိုပါခေါ်လာမှပဲလို့တွေးမိတယ်ဒေဘော်ညိတယ်ဆိုတာအဲ့ဒါပဲပေါ့တခုခုဖြစ်စရာရှိရင်ဒင်းလဲဝေမြခံရအောင်လို့ပဲခပြားရေးတဲ့လူမှခံစားချက်ရှိဖို့လိုတယ်လို့ပြောကြတယ်မဟုတ်လားသူ့အိမ်ရောက်တော့ဒီကောင်ကမပါလို့နေတယ်မှတ်လဲအိမ်နောက်ဖေးကဝရဏမှာထိုင်ရင် နောက်ဘက်ကိုငေးနေဘာလုံးနေတာတုံးဆိုတော့မျက်တွေ ပေါက်နေတာကိုထိုင်ကြည့်နေတဲ့မဲမနဲ့ယောက်ဖကောလို့ဆိုတော့သူယောက်ဖကနိုင်ငံသားမှာကုမ္ပဏီကိစ္စသွားတဲ့သူအမကတော့သူ့အဖွဲတွေနဲ့မန္တလေးဘက်ဖျားဖူးထွက်ရင်လဲဦးလဲတူးတာပေါ့ကွာတဲ့ဘယ်နာလဲဦးသွားတူးတာတုံးဆိုတော့မှဟဲ့ငတ်တုံးရဲ့ဒါမတာဖောရက်စ် clean speaking လို့ခေါ်တဲ့ဒီတော့မှဩ ဘုကသွားဆွဲရလားလို့ကျွန်တော်ကမေးလိုက်မိတယ်။ဒီကောင်ကဘာမှပြတ်မပြောရဲနေတယ်။ကျွန်တော်ကလည်းချက်ချင်းပဲလမ်းမှာတွေ့လာတဲ့လေကရစ်တေလိုဟာကြီးသွားတရေရမိလိုက်တယ်။မင်းရှိုကြီးတဲကလေကရစ်တေလိုဟာ မျိုးကြီးတွေ့ပြီပြီလားလို့မေးလိုက်တယ်။အေးလို့သူကပြေတယ်။ဘာကြီးတုံးဆိုတော့ तू ကမသိဘူးတဲ့။တွေ့ရဲ့သားနဲ့မင်းကဘာလို့အနာတော်မကြည့်တာတုံးဆိုတော့ तू ကငါကိစ္စမှမဟုတ်ပဲတဲ့ ကြပြရေးတဲ့ကောင်ဆိုတာဟိုဆက်ဆက်ဒီဆက်ဆက်နေရတယ်ဒါမှအချားမြင့်များမှာပေါ့ကြပြရေးတဲ့လူဟာချားမြင့်များတဲ့လူဆိုတာမင်းမချားဘူးဘူးလားဆိုတော့သူကဘာမှပြန်မဖြေဘူးမျက်တွေကိုပဲကြည့်နေတယ်လာကွာသွားကြရအောင်လို့ကျွန်တော်ကသူ့ကိုခေါ်လိုက်တယ်အလာတုန်းကမင်းဘာသာဘာလို့ကြည့်မလာတလဲလို့သူကပြန်မေးတယ်ဟဲ့ကောင်ငါကဝိတုရေးတဲ့အကောင်မင်းလို့ကြပြရေးတာမဟုတ်ဘူးဥတီချက်ရှိတယ်မင်းကဥတီချက်မရှိဘူး စိတ်ကူးတွေကိုမျက်စိလဲလာမအောင်စလုံးတွေနဲ့ရောပြတဲ့ကောင်ငါဥတီချက်ကမင်းစီလာတာမင်းစီရောက်မှအဲ့ဒီကိုသွားမယ်ဆိုပြီးဒုတိယဥတီချက်ရှိတယ်မင်းကဘာမှဥတီချက်မရှိဘူးမျက်တွေကို ထိုင်ကြည့်ပြီးလေထဲမှာစလုံးတွေလိုက်ဖက်နေတာလာခဲ့သွားမယ်လို့ရှင်းပြရင်သူ့ကိုခေါ်လိုက်တယ်အေးကောင်းသားလို့သူကပြောပြီးထိုင်ရာကထားလိုက်တယ်ဒီလိုနဲ့ရှိုကြီးထဲမှာ တွေ့ခဲ့ရတဲ့ လေကရက်တွေစီကျွန်တော်တို့နှစ်ယောက်သားလာခဲ့မိကြတယ်လေကရက်တွေရဲ့အောက်ဆုံးအထက်နာမှာရက်ပြီး အပေါ်ကိုမော့ကြည့်လိုက်မိတယ်လေကရက်တွေမှာလက်တမ်းမပဘူးအင်္ဂရိကင်ထားပုံတော့ရတယ်အတော်ကိုမြင့်တယ်လေကရက်တွေကအထက်တရာကျော်လောက်ရောက်ရင် ပြင်းကြီးတစ်ခုဖြစ်သွားတယ်ခြေ၄၅၀လမ်းသာလောက်ရှိမယ်ထင်တယ်ပြီးတော့လေကရက်တွေဆက်သွားပြန်ရောအဲ့ဒီလိုနဲ့လေကရက်တွေဟာတိမ်ဆိုင်နဲ့ဝင်သွားတယ် နှစ်ယောက်သားအပေါ်ကိုမော့ကြည့်နေရကဒီကောင်ကလှမ်းမိတယ်တက်မလားတဲ့မင်းအားကဘယ်ရောက်မယ်မှမမသိပဲတက်လို့ဖြစ်ပါမလားလို့ကျွန်တော်ကပြန်မေးတယ်ဘယ်ရောက်မယ်တော့မသိဘူးတက်လို့တော့ဖြစ်ပါတော့ကောလို့သူကဖြေပြီးဘယ်မှမရောက်လဲပြန်ဆင်းလာတာပေါ့လို့ပြန်ပြောတယ်အဲ့ဒါသာကြည့်ဒီကောင်မှဥတီချက်မရှိဘူးကျွန်တော်ကဥတီချက်ရှိတယ်ဘယ်မှမရောက်ဘူးရဲ့လို့မဖြစ်နိုင်ဘူးဘယ်မှမရောက်ဘူးဆိုတဲ့နေရာကိုကတနေရာရပဲတနေရာတော့ရောက်ရမှာပေါ့ ီတော့သူ့ကိုတက်ဆုတ်လို့ပဲပြောလိုက်မိတယ်ဒီတော့သူ့ကိုတက်ဆုတ်လို့ပဲပြန်ပြောလိုက်မိတယ်ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်သားလေကလေးတွေအတိုင်းတက်လာခဲ့မိကြတယ်လေကလေးအထက်90လောက်ထိတော့မမောဘူးအဲ့ဒီကကြောလာတော့မောတော့မမောဘူးခြေထောက်တွေနည်းနည်းထိလာတယ်အောက်ကိုတစ်ချက်တစ်ချက်လှမ်းကြည့်မိတယ်ကြည့်လို့တော့အကောင်းသားအောက်ကနေကြည်တုံးကားလို့ခေါင်းမမောရတော့ခေါင်းမညောင်းအပေါ်ကနေကြည့်ရတာ အရသာတစ်မျိုးပဲလို့တောင်ထင်လာမိတယ်။အတစ်တရာကြော်ကြော်လောက်ရောက်တော့ပထမဂျင်းမြင်လိုဟာမျိုးလေးစီရောက်လာတယ်။မင်းနားကျင်သလားလို့သူကမေးတယ်။ဆက်တက်ကြည့်တာပေါ့ကွာလို့ကျွန်တော်ကပြောရင်ဆက်တက်လိုက်ကြတယ်။ကျွန်တော်ကပြင်းနေတဲ့ကောင်းမယ်။ဒီအတိုင်းထိုင်ပြင်းနေတာတည်းစာရင် ခုလိုတက်နေရတာကမှအပြင်းပြေသေးတာဟုတ်။အပြင်းပြေသေးတာပဲရှိတယ်ပြောစရာတော့မကောင်း။ခြေတော့ကနည်းနည်းညောင်းညင်းလာပြီ။ဒုတိယရင်မြင်နေရကလေးရောက်ခတ်နေတော့ခနှိမ့်နှိမ့်လွင့်လာတဲ့တိမ်တအုပ်သေးကဖြတ်လာကြရတယ် တိမ်တွေကရွေ့နေတယ်။အောက်ကိုကြည့်တော့တစ်ချက်တစ်ချက်လောက်ပဲမြင်ရတယ်။အဲ့ဒီနေရာကလေးရောက်တော့ကျွန်တော်ကဘာမှမပြောရသေးဘူး။ဒီကောင်ကငါတော့ထိုင်အောင်မဲ့ကွာလို့ပြောတယ်။ဒီကလေးပေါ်မှာပဲထိုင်ချလိုက်တယ်။ကျွန်တော်လည်းသူ့နဲ့မလှမ်းမကမ်းမှထိုင်ချလိုက်မိတယ်။တိမ်အကြောင်းထဲကနေတစ်ချက်တစ်ချက်အောက်ကိုမြင်ရတယ်။ပြပြပဲ။မြင်ရတဲ့ဆိုရုံပဲ။လေကလေးတွေအပေါ်မှာဘလောက်ကြံ့သေးမှန်းတော့မသိဘူး။တိမ်တိုက်ကခန်းနေလို့မတွေ့ရအောင် ဘလို့လဲအပေါ်ဆက်တက်ကြည့်မလားအောက်ပြန်ဆင်းမလားလို့သူကမေးတယ်ကျွန်တော်ကဘလို့လုပ်သိမှလဲတက်တဲ့ဆင်းတဲ့ဆိုတာကအကျိုးတရားတစ်ခုနဲ့တိုင်းလို့ရတာမျိုးမဟုတ်ဘူးလို့ထင်တယ်ကိုကျင်တရားပညာမှလို့လုံသိမ့်တာနဲ့ဖြစ်နေတာအကြာက ပြဿနာမျိုးမှမဟုတ်ပဲလှေကားဆိုတာတဲ့ရင်တက်ဆင်းရင်ဆင်းဒီတက်ပို့ပြီးဘာမှလုပ်လို့မရဘူးရိုးစင်တွေးရင်တော့ရေဝင်တော့ပေါ့ဒီကိစ္စကကံနဲ့ဆိုင်လိုက်မယ် မဟုတ်လဲတိုက်ဆိုင်မှုရှိဖို့လိုတယ်မျောလင့်မထားတာတစ်ခုနဲ့တိုးတိုင်းလူတွေကအဲ့ဒီလိုပြောကြတယ်မဟုတ်လားအခုဒီနေရာမျိုးမှာဘသူကရေဝိုးစင်လားတဲ့ထားမှာမို့လဲဒီတော့ကျွန်တော်တို့မှာကံမကောင်းမှုခေါ်ခြင်းခေါ်တိုက်ဆိုင်မှုမရှိဘူးခေါ်ခြင်းခေါ်ခေါ်ခြင်းတာတာခေါ်ရေဝိုးစင်ကတော့မရှိဘူးအဲ့တော့မှပဲကျွန်တော်တို့နှစ်ယောက်စလုံးခြေတန်တစ်ခုကိုကြားလာကြတယ်နားဆွင့်နေမိလိုက်တယ်အပေါ်ကဆင်းလာတာလားအောက်ကတက်လာတာလားဆိုတော့မသိကြကြဘူး တည်တည်ချာချာစူးစမ်းနားထောင်လိုက်တော့မှအပေါ်ဘက်ကဆင်းလာတဲ့ခြေတံအတော်ကြာတော့လေကလေးအတိုင်းဆင်းလာတဲ့လူတယောက်တင်ဆိုင်တွေအကြားကဘွားကနေပေါ်လာတယ်ကျွန်တော်တို့ကိုတွေ့တော့သူကအတော်အံ့ဩသွားပုံရတယ်သူကပဲစပြီးမေးတယ်ခမားတို့အတက်လားအဆင်းလားတဲ့အတက်ပါလို့ဟိုကောင်ကပဲပြေးလိုက်တယ်ခမားကဘယ်ကဆင်းလာတာလဲလို့ကျွန်တော်ကဝင်မေးလိုက်မိတယ်အပေါ်ကဆင်းလာတဲ့သူကတိပါဘူးဗျာရေကန်ပေါင်ပေါ်ကလှမ်းကြည့်တော့ ရှို့ကြီးထဲမှာလေကားရစ်တွေတွေ့တာနဲ့ဆင်းလာကြည့်တာပဲလို့ပြောတယ်။သိပ်ရေရာရာမဟုတ်ဘူး။သိပ်ပလက်ပါရှိဖို့မရဘူး။ကျွန်တော်ကတော့ဟိုကောင်းကိုလှမ်းကြည့်လိုက်မိတယ်။ကျွန်တော်တို့ချင်းအကြည့်ချင်းစုံသွားတယ်။ခမရကရေကန်ပေါင်းပေါ်မှာဘာသွားလှုပ်တာတုံးလို့ကျွန်တော်မေးတော့အပေါ်ကဆင်းလာတဲ့လူကကျုပ်ကပကြီးဆရာဗျရှုကင်းကောင်းတဲ့နေရာဆိုသွားပြီးပကြီးဆွဲလေးရှိတယ်။မဟုတ်ရင်သွားထိုင်ကြည့်ပြီးစိတ်ထဲမှာဓာတ်ပုံရိုက်တယ်လို့မှတ်ထားတတ်တယ်။ကံပေါင်းပေါ်မှာကြမကြား ကျုပ်သွားထိုင်လေရှိတယ်လို့ဖြေတယ်။ကျွန်တော်တို့ကသူပြောတာကိုပဲနားထောင်နေတော့သူကမေးတယ်။ခမားတို့ကကောပါလုတ်တလေတဲ့။ဒီတော့ဟိုကောင်ကကျွန်တော်ကကြပြာရေးတယ်ဟိုကောင်ကဝတ္ထုရေးတယ်လို့ကျွန်တော်ကိုလမ်းညွှန်ရင်းဖြေလိုက်တယ်။အပေါ်ကဆင်းလာတဲ့လူကဘာမှပြတ်မပြောဘူး။သူ့ဘာသာခေါင်းခါလိုက်တယ်။အတော်ကြာအောင်ကျွန်တော်တို့ငိမ့်နေမိကြတယ်။စကားမပြောဖြစ်ကြတော့ဘူး။သူလဲလေကလေးတွေတနေရာမှာဝင်ထိုင်လိုက်တယ် အတော်ကလေးကြာသွားမှသူကမေးတယ်ကျုပ်ဆက်ပြီးဆင်းသွားရင်ဘယ်ရောက်မလဲတဲ့ကျွန်တော်တို့နှစ်ယောက်သားမတိုင်ပင်ထားပဲကောင်းခါပြလိုက်မိတယ်တေချောင်ကျွန်တော်ကပဲရှင်းပြလိုက်တယ်ခမားပြောပုံရဆိုရင်တော့ဘယ်မှရောက်မှာမဟုတ်ဘူးကျွန်တော်တို့နှစ်ယောက်သားလည်းခမားပြောတဲ့ရှုပ်ကြီးထဲမှာလက်ကလေးတွေတွေးလို့တက်လာကြည့်တာပဲခုပုံတိုင်းဆိုရင်ခမားနဲ့ကျွန်တော်တို့နဲ့ကအတက်နဲ့အဆင်မဲ့ကွာတယ်ဒီတော့ခမားဆက်ဆင်းသွားရင် ရှုပ်ကြီးတဲက လစ်ကရစ်တွေရဲ့အစာဒီကိုပဲပြန်ရောက်သွားမှာပဲအပေါ်ကဆင်းလာတဲ့လူကသဘောပေါက်သွားပုံရတယ်ဒီလိုဖြင့်ကြုတ်တော့ဆက်မဆင်းတော့ဘူးဘာမှအကျိုးထူးမှမဟုတ်ပဲလို့ပြောတယ်ခမားတို့ကဆက်တက်ကြအောင်ပါလားလို့သူကဆက်မေးတယ်ကျွန်တော်တို့နှစ်ယောက်လဲတယောက်ကိုတယောက်ကြည့်လိုက်မိကြတယ်ဟိုကောင်ကပဲဖြေတယ်သိမထူးမှဖြင်းတော့ဗျာကျွန်တော်တို့လဲဆက်မတက်တော့ပါဘူးဒီကပဲလှည့်ပြီးပြန်ဆင်းမှာပဲတဲ့ ကျွန်တော်တို့ထန်ရာကထားတော့အပေါ်စီကသင်းလာခဲ့တဲ့လူကကျုပ်တော့ပြန်ပြီးပြောလို့ဟောပြောရင်လေကလေးတေပေါ်ပြန်တက်သွားတယ်ကျွန်တော်တို့နှစ်ယောက်သားလဲကောင်းပြီပြောလို့ရွေလျားနေတဲ့တိမ်ဆိုင်တွေကြားကိုကြည့်ပြီးလှမ်းဟောလိုက်ရင်လေကလေးတွေအတိုင်းအောက်ကိုဆင်းလာခဲ့ကြတယ်အပေါ်ကဆင်းလာတဲ့လူရဲ့ခြေတံဟာတဖြည်းဖြည်းပျောက်သွားတယ်အဲဒီမှာကျွန်တော်တို့နှစ်ယောက်သားစကားမပြောပြကြဘူးတိမ်ဆိုင်တွေအောက်ရောက်လာတော့ အောက်ဘက်ကရှို့ကြီးကိုဖြည်းဖြည်းချင်းပြန်မြင်လာရတယ်။ဒီတော့ဟိုးကောင်းကပြောတယ်။လှေကလေးဆိုတာတက်ရောအစင်ရောလှုပ်လို့ရတယ်။အဲ့ဒါကတိတ်တိတ်ပဲမရှိဘူးတဲ့။ဘာလို့လဲလို့ကျွန်တော်ကမေးလိုက်မိတယ်။အတက်ဆိုအတက်ကြီးပဲလှုပ်ပေါ့။အစင်ဆိုအစင်ကြီးပဲထားပေါ့။ခုတော့အတက်ရောအစင်ရောဆိုတော့ဘလို့မှတိတ်ပဲမရှိဘူး။အခုဆိုတို့ဘယ်မှမရောက်ခဲ့ဘူးပေါ့လို့သူကပြန်ဖြေတယ်။အဲ့ဒါသာကြည့်။ဒီကောင်းမှရေရာမှုမရှိဘူးဆိုတာ ငါတော့တနေရာတော့ရောက်ခဲ့တာပဲလို့ကျွန်တော်ကပြောလိုက်တယ်။ဘယ်ဟုတ်လဲလို့သူကမေးတယ်။ဘယ်ကိုမှန်းတော့မသိဘူးကွာ။တနေရာတော့ရောက်ခဲ့တယ်လို့ကျွန်တော်ကဖြေလိုက်တယ်။ဒီတော့သူကပြောတယ်။လှေကရစ်တေဆိုတာကတက်ဖို့စင်ဖို့လောက်ထားတာ။တက်တာစင်တာဒိုးလို့ရောက်တာမရောက်တာဒိုးနဲ့မဆိုင်ဘူး။ဘယ်ရောက်ရောက်ရောက်တဲ့နေရာဟာတနေရာရာပဲ။ဒိုးနဲ့တွေ့ခဲ့တဲ့ပကြီးဆရာဆိုတဲ့ငတိလဲဒိုးလိုပဲ။ဘယ်မှမရောက်လို့ ဒုံရင်ပြန်ရောက်လေဒုံရင်မယ်ပေါ့ဟိုကောင်ကဘာမှပြန်မပြောအပေါ်ကဆင်းလာတဲ့ပကြီးစရာတော့ခုလောက်ဆိုရှို့ကြီးတဲ့ပြန်ရောက်လောက်ပြီလို့တွင်းနေပုံရတယ်ကျွန်တော်ကတော့သူ့လိုအတွင်းနဲ့စလုံးတွေဖမ်းပြီးကစားနေတဲ့အကောင်မဟုတ်တော့လက်တွေ့ကြကြပဲတွင်းမိတယ်တက်တက်ဆင်းဆင်းဘယ်ရောက်ရောက်မရောက်ရောက်ပြင်းနေရတာတက်စားရင်တိတ်မစိုးလာဘူးထင်တယ်မြန်တန်လေကလေးတွေချင်းတွင်းမဂဇင်းအမှတ်69ဒီဇင်ဘာလ 2011